လမ်းတစ်ခုပြီးဆုံးသွားတော့မယ် journey တစ်ခုပြီးဆုံးသွားတော့မယ်ဆိုရင်ကျမတို့မှာ ending လောက်တဲ့ပုံစံနှစ်မျိုးရှိတယ်တစ်ခုက bypass ending bypass ending ဆိုတာ PPO ထားခဲ့လိုက်တာ PPO ထားခဲ့တယ်ဆိုတာအထူးသဖြင့် relationship နဲ့ပတ်သက်တယ်ဆိုရင်ကျမတို့ PPO ထားခဲ့လိုက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ relationship မှာကိုမပြီးဆုံးချင်တဲ့ relationship တွေရှိမယ်မပြီးကိုမပြီးဆုံးချင်တဲ့ relationship ကိုကိုကပြီးဆုံးလိုက်ရတဲ့အတွက်မချေနှက်တဲ့စိတ်ချေနှက်မှုတွေရှိတယ်ကိုကမဖြစ်မနေမို့လို့သား ဒီ journey တခုဒီ relationship တခုကိုပြီးဆုံးလိုက်ရတာတကယ်ကိုကိုယ့်ရဲ့ power state ကနေပြီးတော့ okay ငါဒီ relationship ကိုလောကပြီးဆုံးသွားပြီဆိုပြီးတော့ consciously ပြီးဆုံးလိုက်တာမဟုတ်ဘဲね bind pass လောက်လိုက်တာပြီးပြီးတော့ထားခဲ့လိုက်တယ်အထူးသဖြင့် journey တခုကိုပြီးဆုံးသွားပြီ relationship နဲ့ပတ်သက်ပြီးဆိုရင်တယောက်နဲ့တယောက်မိစောင်းမှုတွေနဲ့ဇလန်းကိုဆုံးလိုက်ရမှာဒါပေမဲ့မဆုံးရဲကြအောင်ဘာဖြစ်လို့လဲအဲ့လိုမျိုး officially အဆုံးသတ်ခြင်း officially ending လုပ်ခြင်းဟာကျမတို့အတွက်ကို တကယ်ကို ending လောက်သွားပါပြီဆိုတော့ကို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 ဝင်ခံရရောက်တယ်။ဒါပေမဲ့ကျမတို့တွေကပြီးဆုံးသွားတဲ့အရာတွေကိုလည်းတန်ရုံးစံလေးတွေတွေ့ထားကြတယ်။ဘာဖြစ်လို့လဲဆိုတော့အတိတ်မှာကြံခဲ့ကြတာပေါ့နော်။တကယ်တကယ်လည်းအဲ့ဒီအတိတ်တွေကအခုကိုရောက်နေတဲ့ journey အတွက်ကိုရှေ့သွားမယ် journey အတွက်ကိုအသုံးဝင်လာလို့ဆိုတော့လည်းမလို့အဲ့ဒါတွေကအသုံးမဝင်တော့ဘူး။ဒါကြောင့်မလို့ honoring the ending ဆိုတာကကျမတို့တွေဒီ relationship တစ်ခုဒီ journey အတိတ်တစ်ခုစတာ ਨੇ ဘယ်လိုမျိုးပျော်ခဲ့လဲ။အဲ့လိုပဲ ending ကြောင့်တာတိုင်းမှာလေဒီ ending အတွက်ကိုကျေးဇူးတင်ပါတယ်ကိုကိုတိုင်းကစိတ်ရောလူရော energy level mental level spiritual level ကနေပြီးတော့ဒီဇလန်းဟာဒီမာရင်ပြီးဆုံးပြီဆိုပြီးတော့ power state ကနေ consciously ending လုပ်လိုက်တာပါ